မင်္ဂလာပါကျွန်တော် vlog ကနေပြန်လဲဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ကိုယ့်ကိုယ်တုံသက်လို့ရမယ်နီလန်းကောင်းလေးတခုကျွန်တော်ညွှန်ပြပေးခြင်းတယ်ဆိုတော့အဲနီလန်းကောင်းကဘာဖြစ်မလဲဆိုတော့မပြောခင်မှာကျွန်တော် page လေးကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့စလိုက်အောင်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကကိုယ့်ကိုယ်တုံသက်လို့ရတဲ့နီလန်းတခုပေါ့နော်ဒီအချက်တွေကျွန်တော်ကြည်နေတဲ့လူတွေ trader တွေထဲမှာဒီအချက်တွေဖြစ်နေတယ်။ trade ဝင်တိုင်းမှာဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ဒါကိုယ့်ကို risk management မနိုင်ဘူး။ကိုယ့်ကို discipline မရှိဘူးလို့သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့နံပါတ်၁အချက်က trade တစ်ခုဝင်တိုင်းမှာကိုကအရန်ကိုစိတ်လှုပ်ရှားနေတယ်ကိုအရန်ကိုကြောက်ရွံ့နေတယ်ဒါမို့နိုင်ပါစေနိုင်ပါစေပြီးတော့ suit down နေတယ်ဆိုရင်ဒါကမဟုတ်သေးဘူးပေါ့နော်ဆိုတော့ဒီလိုမျိုး trade ဝင်တိုင်းမှာဒီလိုမျိုးခံစားနေလို့မရဘူးပေါ့နော် profit ဘယ်လောက်ရပြီလဲဘယ်လောက်ရှုံးပြီလဲဟိုထိုင်ကြည့်ပြီးတော့အရန်ကိုစိတ်လို့ရှာရှာနဲ့ထိုင်ကြည့်နေတယ်ဆိုရင်တော့ဒါသိကြတယ်ကိုက over leverage risk အကြီးယူပြီးတော့ loss side အကြီးနဲ့ trader ပဲဖြစ်ဖြစ် contra side အကြီးနဲ့ trader ပဲဖြစ်ဖြစ် risk management မနိုင်လို့အဲ့လိုမျိုးခံစားချက်တွေကဖြစ်ပေါ်လာတာ ဖြစ်ပါတယ်နောက်တစ်ခုကအဲ့လိုမျိုးခံစားနေရတယ်ဆိုရင်ဒါကအရှုံးကိုလက်မခံနိုင်လို့ပဲဖြစ်ပါတယ်ဆိုအရှုံးကိုလက်မခံနိုင်လို့ကပထမအချက်နဲ့တွားပြီးဆက်ဆက်နေတယ်။ကိုကအရှုံးဆိုတာကို trading မှာ အမြဲတမ်းလက်ခံနိုင်အောင် ကြင့်ယူရတယ် ကျွန်တော်ယောက်ျားလေးတွေအများစုကရှုံးတဲ့ feeling မျိုးမကြိုက်ဘူးပေါ့နော် trading မှာဖြစ်ဖြစ်ဘယ်အရာမှာဖြစ်ဖြစ်ကျွန်တော်တို့ရှုံးနေဆိုတဲ့ feeling ကြီးခံစားချက်ကြီးอ่ะကောင်းမနေဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးရှုံးတာကိုကိုယ်ကလက်ခံနိုင်အောင် trading မှာကြင်ယူရတယ်ဒါကလည်းအတွေ့အကြုံနဲ့လည်းဆိုင်တယ်ပြီးရင် trading ရဲ့သဘောတဘာဝကိုနောက်ပိုင်းနားလည်လာရင်လည်းဒီအရာက ကျော်လွားနိုင်တယ်ပေါ့နော်။ဒါပေမဲ့ဒီအရာကိုခံစားနေရပြီဆိုရင်တော့ဒါတေးကြတယ်။ risk management မနိုင်တာရယ် loss side အကြီးကြီးနဲ့ trade နေတာကြောင့်ဒီအရှုံးကိုလက်မခံနိုင်ဘူးပေါ့နော်။ For example အနေနဲ့ကျွန်တော်ပြောရရင်ကျွန်တော်က one trade ကို1%ပဲ risk တက်ထားပါတော့။ဆိုတော့ကျွန်တော်ကလောဘကြီးပြီးတော့5%လောက်ထိ risk ယူပြီးတော့ trade အကြောင်းဝင်လိုက်တယ်ဆိုရင်ဒါတေးကြတယ်။ကျွန်တော်ပထမချက်နဲ့ဒုတိယချက်နဲ့တော့ညှိနေတယ်ပေါ့နော်။တွားပြီးတော့ခံစားနေရလိမ့်မယ်။ ဒီ trade တခုဆိုဒီ trade ကြီးကိုရှုံးမှာကအရန်ကြောင်နေတယ်ပေါ့နော်ရှုံးနိုင်ကအကောင့်ပြတ်ပြီးအဲ့လိုမျိုးခံစားနေရတယ်ဆိုရင်ဒါကတော့ risk management မနိုင်လို့ပေါ့နော် trade တခုဝင်တိုင်းမှာကိုဘယ်လောက်မြတ်မလဲဆိုတာကိုပဲစပြီးတော့တွက်ချက်နေတယ်စပြီးတော့တိုင်းတာနေတယ်ကိုဘယ်လောက်မြတ်ပြီးတော့အမြတ်ကိုပဲမျောလင့်ပြီးတော့ trade ကိုဝင်နေဆိုရင်လည်းဒါကတော့ပြောင်းပြန်ဖြစ်နေတယ်ဒါမှားနေတယ်ပေါ့နော်ကျွန်တော် trade တခုဝင်တိုင်းမှာ ဘယ်အရာကိုစပြီးစဉ်းစားရမလဲဆိုရင်ဘယ်လောက်မြတ်တာတဲ့ဘလောက်ရှုံးမလဲဆိုတော့ကျွန်တော်တို့ကစပြီးစဉ်းစားမှာဖြစ်ပါတယ်ဆိုတော့ trade တစ်ခုဝင်တိုင်းမှာကိုက1%ယူရဲဆိုရင်1% loss ပဲကိုကယူပြီးတော့ trade လိုက်ဒါဆိုရင် emotionless ဘာမှခံစားချက်မပါဘူးအရှုံးကိုလည်းလက်ခံနိုင်တယ်ရှုံးလဲကိုဘာမှမဖြစ်ဘူး1%ပဲ loss တော့ဘောနော်ကိုမှအများကြီးပြန်ပြီး recover လုပ်လို့ရတယ်ဆိုတော့ဒါကတော့ပုံမှန်ဖြစ်တဲ့အရာပါ အဲ့လိုမျိုးမဖြစ်ဘဲနဲ့ကိုက trade တစ်ခုကိုဝင်လိုက်တိုင်းကိုဘယ်လောက်မြတ်မယ်ဆိုတာကိုစဉ်းစားပြီးတော့အမျက်ကိုပဲထိုင်ကြည့်ပြီးတော့အရှုံးအောင်ကြမတွက်ပဲဝင်ဒါကပြောင်းမြန်ဖြစ်နေပြီးမှားနေပြီပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ trade ဝင်တိုင်းဝင်တိုင်း air trade ပထမ trade က loss သွားတယ်ဆိုရင်နောက်ထပ် second trade ကို risk အများကြီးယူပြီး over leverage နဲ့ revenge trade ဝင်နေဆိုရင်ဒါ risk management မနိုင်ဘူးကိုကိုစီကံမရှိဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ revenge trade ကလည်းကိုက analysis တွေချလုပ်ပြီးဝင်တာမဟုတ်ဘူးပထမအရှုံးကို cover လုပ်ချင်လို့အရှုံးကိုပြန်ပြီးတော့ ဆယ်ကျင်လို့ကျွန်တော်တို့ချက်ချင်းဝင်လိုက်တာပေါ့နော်ဆိုဝင်လိုက်တာအပြင်နောက်ပါထပ်ပေါင်းသွားလေးလဲဆိုရင် over leverage risk အများကြီးယူပြီးတော့ပထမကာပါအရှုံးကိုကာမိအောင်ဆိုပြီးတော့ risk အများကြီးတင်လိုက်တယ်ပေါ့နော်ဆိုအဲ့လိုမျိုးဖြစ်ခဲ့ရင်လုံနေတယ်ဆိုရင်လည်းဒါ risk management မနိုင်ဘူးပြင်ကိုကိုမထိန်နိုင်လို့ပဲဖြစ်ပါတယ်အဲ့ဒါ gambling နဲ့ဆိုင်သွားပြီပေါ့နော် gambling ဖြစ်သွားပြီပေါ့နော် okay ဆိုတော့ဒီနေ့ပြောရပါပြီအချက်လေးတွေကကိုတကယ်အခု trade ရင်းနဲ့ဖြစ်နေတယ် လက်ရှိလဲခံစားနေရတယ်ဆိုရင်တော့ဒါကတော့ကိုယ့်ကို risk management ကိုပြန်ပြီးသုံးသပ်ပြီးတော့ကိုယ့်ကိုစမ်းစစ်ပြီးတော့ပြန်ပြီးပြုပြင်တင်တယ်လို့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းပထမနှစ်တော့အဲ့လိုမျိုးအများကြီးဖြစ်ခဲ့ revenge trading over leverage တွေအများကြီးဖြစ်တဲ့အကောင့်ပြတာတွေလည်းအများကြီးပဲပေါ့နော်ဆိုတော့ဒီလိုမျိုးဖြတ်တန်းဖြတ်တန်းရင်းထဲမှာဒီလိုမျိုးတွေကတိလာပြီးတော့မှကိုယ်တိုင်ခံစားမှုမှ ကိုယ်တိုင်ပို့ပြီးတော့မှတ်တာပေါ့နော်ကျွန်တော်ကလည်းကိုယ်တိုင်ခံစားပြီးကိုယ်တိုင်တွေ့ကြုံခဲ့လို့ပြန်ပြီး sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ဒီအချက်တွေကိုခံစားနေရတယ်ဆိုရင်တော့ ကြီးရဲ့ဒီ trader တွေအကုန်လုံးမြန်မြန်ပြင်ကြပါဘောเนาะဆိုတော့မြန်မြန်ပြင်ပြီးတော့ဒီ chat တွေကြော်လွားနိုင်ရင်ပို့ပြီးတော့ profitable ဖြစ်ဖို့ဉာဏ်ဆန်ပါလိမ့်မယ်โอเคနောက်ထပ် video မှာပြန်လဲဆုံးသွေးပါအောင်